ျွန်ုပ်ဒီဒေါက်တာရာဂဗင်ဒရာကိုက်ကီဖြစ်ပြီး Apollo Hospitals Jubal Hills Hyderabad တွင်အကြီးအကဲအကြံပေး Micro Quest Andrology နှင့် Urology လိန်ကျန်းမာရေးအထုကုတအူဖြစ်ပါသည်အခုတော့ကျွန်ုပ်ဒီတင်းတို့အား Epididymal size အကြောင်းရှင်းပြပေးမည်ဖြစ်သည် Epididymal size ဆိုတာဘာလဲ Epididymal size ဆိုဒီမှာတားအိမ်လုံးအနာသို့မဟုတ်တားအိမ်လုံးအနောက်ဘက်တွင် ရှိသော Epididymal အတွင်းတွင်ရေစိုက်အိတ်တစ်ခုဖြစ်ပြီးရင်းရာအလုံးသည်အိမ်သားအိတ်တွင်တွင်တည်ရှိသည် ဒါဆိုဘဲချိန်မှာပုံများလဲအထူးသဖြင့်အသက်20မှ40အတွင်းအလေလက်အသက်ရွယ်အုပ်စုတွင် ပုံများသည်ကလီးများတွင်တော့ဒီချိန်နေသာအလွန်ရှားပါသည် epidermal size ကြောင့်စိတ်တူစရာရှိသလားအများအားဖြင့်ဒီ epidermal size တွေကတဘာဝအရာကင်ဆာမဟုတ်တဲ့အမျိုးအစားဖြစ်ကြသည်ဒါဆိုရင်ဒီအရာတွေကကင်ဆာမဟုတ်ကြောင်ဖြစ်ပါတယ်ဒီ size တွေကြောင့်စိတ်ပူစရာမလိုပါဘူးဒါဆိုဒီ size တွေကိုဘယ်လိုရှာဖွေသိရှိနိုင်မလဲ အရန်တင်းငယ်တဲ့ service တစ်ခုရှိရင်တော့ဒါကိုတွဲဝိုက်စစ်ဆေးမှုတစ်ခုမှာသို့မဟုတ်တင်တခြားအကြောင်းအရာတစ်ခုအတွက် scrotal ultrasound လုပ်တဲ့အခါမှာတွေ့နိုင်ပါတယ်။တခါတလေကိုယ်တိုင်းစစ်ဆေးတဲ့အခါမှာ ses ကအရန်ကြီးလာရင်တော့ကိုယ်တိုင်း scrotal နဲ့မှာလုံးတစ်ခုရှိလာကိုတွေ့နိုင်ပါတယ်။ဒါမျိုးကတော့ကျွန်တော်တို့တွေ့နိုင်တဲ့ပုံမှန်အခြေအနေတွေပုံမှန်တွေ့နိုင်တဲ့နေရာတွေပါပဲ။ဒါဆိုဖိတ်တဲ့ဒီမိုဆက်စ်အတွက်ဘယ်အချိန်မှာဆရာဝန်စီသွားရမလဲ။ ဆစ်ကအရန်ကြီးလာတယ်သူမဟုတ်မတက်တာဘူးစကောတော့နာကျင်မှုရှိတယ်သူမဟုတ်ဆစ်ဆေးတဲ့အခါနာကျင်မှုရှိတယ်ဆိုရင်တော့ဒီလိုအခြေအနေတွေမှာဆရာဝန်စီသွားဖို့လိုအပ်ပါတယ်ဒီလူနာတွေကိုဘလို့ကူတက်လဲဆစ်ကအရန်တိတ်ငယ်ရင်တော့ဘာမှလုပ်เสียမလိုပါဘူး6လတစ်ကြိမ်ဒါမှမဟုတ်တစ်နှစ်တစ်ကြိမ်စဉ်ဆက်မကြက်ဆစ်ဆေးဆစ်ဆေးနဲ့ကြီးလာလာလားတီတီငင်ငင်နဲ့ရှိနေသလားဆိုတာကိုစောင့်ကြည့်တင်ပါတယ် ဒါဆိုတင်းကိုလက္ခဏာတွေဖြစ်စေတဲ့နာကျင်မှုရှိတယ်ဆိုရင်အထူးသဖြင့်ဆိုင်စကြီးတစ်ခုခင့်နေရဆိုရင်တော့အကောင်းဆုံးကုသနည်းက microsurgical epididymosis ဖယ်ရှားခြင်းပဲဖြစ်ပါတယ်။ဒါကိုပဲကျွန်တော်တို့ epididymosis cystectomy လို့ခေါ်ကြတာပါ။အခြားနည်းလက်တချို့ကတော့အနည်းငယ်အရေးဆုပ်ထုတ်နိုင်ပေမဲ့ဒါကယာယီတာဖြစ်ပြီး cyst ကပြန်လဲပေါ်လာနိုင်ပါတယ်။အရေးလဲပြန်လဲဆူဝေးလာနိုင်ပါတယ်။ တချို့လူတွေက sclerotherapy လုပ်ဖို့အကြံပြုနိုင်ပေမဲ့ဒါကအကောင်းဆုံးကုသနည်းမဟုတ်ပါဘူး။ဘာလို့လဲဆိုတော့ sclerotherapy လုပ်တဲ့အခါမှာ epididymis ကိုထိခိုက်စေနိုင်တဲ့အနေရရှိလို့ပါ။ဒါဆိုဒီ epididymal size ကမျိုးမပွားနိုင်မလား။လူနာအများစုတွင် epididymal size တည်ညင်တာပြော့ပြောင်းပြီးမျိုးမပွားနိုင်ပြီးပထူးတိသက် size တမျိုးစားတချို့ရှိတယ်။ကျွန်တော်တို့က spermatocoli လို့ခေါ်ကြတာမျိုးပါ။ ဒါကအထည်တည်းမို့စိတ်အမျိုးအစားတစ်ခုဖြစ်ပြီးအဲ့ဒီ sense ထဲမှာတရေသားတွေပါဝင်နေတာကြောင့်တစ်ခါတလေတားမြစ်မှုတစ်ခုဖြစ်စေနိုင်ပါတယ်။ဒါမှမဟုတ်ရင်တော့ repetitive motion တွေဟာမိရနဲ့ပတ်သက်တဲ့တေသနာတွေနဲ့မသက်ဆိုင်ပါဘူး။ဒါဆို repetitive motion ကလိမ့်ပိုင်းဆိုင်ရာတေသနာတစ်ခုခုဖြစ်စေနိုင်လားမဟုတ်ပါဘူး။နောက်ထပ်မေးခွန်းတစ်ခုကတော့ repetitive motion ကတအင်ကင်စာလားဆိုတာပါ။မဟုတ်ပါဘူး။ဒါလည်းတိတိကျကျရှင်းရှင်းလင်းလင်းပါပဲ။ repetitive motion တွေကကင်စာမဟုတ်တဲ့အမျိုးအစားတွေပါ။ စိတ်ပူစရာမလိုပါဘူးဒါပေမဲ့အရွယ်ကြီးလာပြီးနာကျင်မှုရှိလာရင်တော့ urologist ဆရာဝန်တို့မဟုတ် andrologist ဆရာဝန်စီတို့ပြီးနောက်ထပ်စစ်ဆေးမှုတွေလုပ်တင်ပါတယ်ကျေးဇူးတင်ပါတယ်ကောင်းပါနဲ့